လီဟာနဲ့အုပ်စိုးသူငကားဆိုတာဘာလဲဆိုတာကောင်းလေးနဲ့ဆိုးဇာမီမျိုးနဲ့ဆိုတာနှက်ဆုပ်တွေကိုပြသပြီးတော့မှဖြစ်ပါတယ်သူကတော့လီဟာနဲ့အုပ်စိုးသူမျိုးနဲ့ဆိုဘက်က ကျဲရှိပွင့်တိုင်ဝိဇာတယောက်ဖြစ်ပါလေ။ခေအန်းစင်းဒူတိုင်မညာလောက်တော့အစွမ်းမထလာပြီမဲ့ဒီကျဲဖန်းဦးဂျင်လက်ကခေအန်းစင်းဒူတိုင်မညာရဲ့အတော်လေးဦးမှာနေတတ်နေပြီဖြစ်တဲ့ဒူတိုင်မညာတခုရဲ့တိုက်ခိုက်မှုကတော့တားဆီးနိုင်ခဲ့ပါလေ။စောင်းကလက်ရှိမှာကောင်းကင်အစင်ဒူတိုင်မညာကိုရရှိသွားပြီလို့ပြောလို့ရပါလေ။ဒီမျိုးရဲ့အစွမ်းဒီမျိုးရဲ့အစွမ်းအဆိုရင်တော့ကျဲ၆ပွင့်တိုင်ဝိဇာတွေပါ။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ခလိုစာကီပါ။ဒီနေ့မှာတော့ကျွန်တော်က episode 139ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ video လေးစလိုက်အောင်။ဒီကောင်းကင်ဖန်တီးခြင်းလောကကိုနောက်ဆုံးတော့ ုံးပြီးတဲ့အချိန်အားစပြီးတိုင်းပြည်တော်စင်အယိုးစုကသူ့ရဲ့လက်ကျန့်ဝိညာဉ်စွာတွေကုဆုံးသွားခဲ့ပါတယ်။ဒါကြောင့်မလို့ဝိညာဉ်အသီးစိတ်မရှိတော့တဲ့တိုင်းပြည်တော်စင်အယိုးစုအနေနဲ့တမန်ဖြစ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအင်အားစုမျိုးမျိုးကသူတို့စင်အယိုးစုကိုဝိုင်းပြီးတော့လူယူကြပါတယ်။ဒီရှေးအောင်အကျဉ်းချက်နေမည်တစ်ခုလုံးမှာတကယ်တမ်းတန်ဖိုးအရှိဆုံးယတနာကတော့ဒီသူတို့စင်အယိုးစုပါပဲ။သူ့ရဲ့နိုင်ရုံမှဆိုရင်ထျန်းစင်ဒုတိုင်းပညာကပါဝင်ပါတယ်။သူ့ရဲ့ယူရင်းမှဆိုရင်သူတို့စင်ယူရင်းချင်းစီရရှိပါတယ်။သူတို့စင်ယူရင်းချင်းစီကိုရရှိပြီးတန်းစင်လိုက်မယ်ဆိုရင် တိုင်းဝင်းစာအစိမ့်မနော်ကျယ်တွင်းကျယ်တွင်းကခဏလေးနဲ့မြင့်တက်လာမှာပါဒါကတော့သူတော်စင်ယူရင်းချင်းစီရဲ့အကျိုးကျေးဇူးပါ ဒါကြောင့်လေအင်အားစုတွေကသူတော်စင်ယူရင်းချင်းစီကိုလိုချင်ကြတာပါဒီသူတော်စင်ယူစုမှာထင်းအစင်းဒုတိုင်းမိညာကောင်းကင်အစင်းဒုတိုင်းမိညာရှိတဲ့ဆိုတာအတော်များမသိကြပါဘူးတဆေဦးကြီးကြိုင်ရှင်ကိုရဟန်းတော့မသိပါဘူးတဆေဦးကြီးကြိုင်ရှင်ရန်တော့ဝိညာဉ်ဗိမ့်မဲ့တခင်ရဲ့အမေရတာဒီယူစုကိုလာပြီးတော့အရာယူနေရပါဒီမှာအင်အားစုအလုံးကလည်းဝိုင်းပြီးတော့လူနေကြတဲ့ဆိုပေမဲ့သူတို့ကထင်းအစင်းဒုတိုင်းမိညာကောင်းကင်အစင်းတိုင်းချမ်းကပေါဝင်နေရဆိုတာဘသူကမှမသိပါဘူးသူတို့သိတာဒီသူတော်စင်ယူစုမှာယူရင်းချင်းစီရှိပြီးတိုင်းသူတော်စင်တယောက်ရဲ့ယူစုကအဖိုးမဖြတ်နိုင်လောက်တော့ထိတန်မှုကြီး ီးပါတယ်အဲ့ဒီအယိုးစုကိုရတနာတန့်စင်တာတွေခန္ဓာကိုယ်အစိပ်ပိုင်းဖြည့်တန့်စင်တာတွေအများကြီးဥမှာပြုလုပ်လို့ရပါတယ်ဒါကြောင့်လေအင်အားစုအမျိုးမျိုးကဒီအယိုးစုကိုဝိုင်းပြီးတော့လူ့နေကြပါဒီမှာအယိုးစုကိုလူ့ရတယ်ပထမဆုံးတိုက်ပွဲကိုကြည့်ပါ မီးရန်တောင်ကြားတခင်ထန်ကျန်းကောင်းလင်းနဆူဇာမနီမျိုးနွယ်ရာဟွန်ရွှန်ရေရဲမင်းတောင်ကြားတခင်ပင့်ဟီသူတို့တောင်ရောရဲ့ပူပေါင်းတိုက်ခိုက်မှုကတဆေဦးကြီးကြန့်ရှင်းလို့လို့တော့ထိခိုက်ဒဏ်ရာရရှိဖို့အတွက်လုံလောက်ပါတယ်ဒါကြောင့်လည်းတဆေဦးကြီးကြန့်ရှင်းကချက်ချင်းပဲဆုတ်ခွာခဲ့တာပါသူ့ရဲ့အင်အားသူတို့တောင်ကောင်ထက်ပိုပြီးတော့မြင့်နေဆိုပေမဲ့လေတုံယောက်တယောက်တော့သူကလည်းမင်းဆိုင်နိုင်ပါဘူးသူကထန်ကျန်းဟွန်ရွှန်ပင့်ဟီဘသူပဲဖြစ်ဖြစ်တယောက်ယောက်ကိုအနိုင်ယူဖို့တော့မှအချိန်နှိမ့်ငယ်ယူအောင်မှာပါဒါကြောင့်မလို့တုံယောက်တယောက်ဆိုရင်သူကသာတည်ဆောင်းအောင်မှာပါ ါကြောင့်လေသူကအများကြီးရင်မဆိုင်ရဲပါဘူး။သူရဲ့နောက်ကွက်မှာဝိညာဉ်ဖိမ့်မှန်ရှိတဲ့ဆိုပေမဲ့လေဒီနေရာကိုရောက်ရှိနေတဲ့အင်အားစုတွေကလည်းအားနေတဲ့အင်အားစုတွေတော့မဟုတ်ပါဘူး။လက်ရှိမှာအလုံးကသူ့ရဲ့အစွမ်းနဲ့တူညီတဲ့အဆင့်မှာရှိနေပါတယ်။ တကယ်တမ်းမှာတော့အစေဦးကြီးတန်ရှင်ကဟွန်ရွှန်ထန်ကျန်းပင့်ရှိရဲ့အဲ့သုံးယောက်ထဲကသူကဘသူမှမကြောက်ပါဘူး။သူကြောက်တာရှောင်းဝန်းကိုပါ။ကျဲတပွင့်တန်ဝိဇာပဲဖြစ်တဲ့ရှောင်းဝန်းကိုပါ။ပို့ပြီးတော့တတိကျပြောမယ်ဆိုရင်သူကြောက်ရင်တာရှောင်းဝန်းကိုလည်းမဟုတ်ပါဘူး။ရှောင်းဝန်းရဲ့မိကြပန်းကိုပါ။အဲ့မိကြပန်းကိုတော့သူကအတော်လေးကိုမှကြောက်ရင်ပါလေ။ဘာလို့လဲဆိုတာကိုတော့အားလုံးကသိကြမှာပါ။ အဲ့မိကြပန်းသူ့ကိုတေလူမြဝဖြစ်စေခဲ့ပြီးသူ့ရဲ့လက်တစ်ဖက်အုံအောင်မှာပြက်စီခဲ့ပါတယ်။ဒါကြောင့်မို့လဲအဲ့မိကြပန်းကိုအသုံးပြနိုင်တဲ့ရှောင်းဝန်းကိုသူကအနေငယ်ကြောင်းယူပါတယ်။မိကြပန်းမရှိဘူးဆိုရင်တော့ရှောင်းဝန်းကိုသူကယူဆိုင်မှာမဟုတ်ပေမဲ့အဲ့မိကြပန်းငားယုံချဲဒေါသနဲ့ဖရာမိကြပန်းသာရှိနေမှာဆိုရင်ရှောင်းဝန်းကိုသူကကြောင်းယူပါတယ်။ရှောင်းဝန်းကကျယ်တွင်းတန်ဝေးစာတယောက်ဖြစ်ပေမဲ့လေ ေါ်သားနဲ့ဖះမိကြပန်းကြောင့်ရှောင်းဦးကိုသူကလုံးဝကိုအထင်မသေးရပါဘူး။သူနဲ့ရှောင်းရဲ့အစင်ကကျန်ငါလုံးလောက်ဟာနေရင်ပဲလေ။ရှောင်းဦးကိုသူကတော့လုံးဝအထင်မသေးရပါဘူး။ဒီထဲမှာရှောင်းဦးကရင်ဆိုင်ရအခက်ဆုံးဖြစ်ကြောင်းသူကကောင်းကောင်းကြီးကိုမှနားလည်ထားပါတယ်။သူတို့စဉ်အယိုးစုရဲ့ခိုင်ခံမှုကျန်ငါပွင့်တန်ဝိဇရဲ့အစွမ်းကုန်တိုက်ခိုက်မှုတွေကဒီအယိုးစုကိုထိမှန်လာတဲ့အချိန်မှတော့ထိခိုက်ထန်ရာအကြီးကျယ်များရှိခဲ့ပါဘူး။ဒါကတော့တိုင်းသူတို့စဉ်တယောက်ရဲ့အယိုးစုပဲရှိပါသေးတယ်။သူရဲ့ဝိညာဉ်စွမ်းအားတွေသူရဲ့အကောက်ွယ်တွေဘာမှမပေါဝင်ပါသေးဘူး။အယိုးစုတသက်ကြီးအောင်မှဒီလောက်ထိမာကျောနေရဆိုရင် င်တိုင်းသူတို့စင်တရားဝဲခုခွန်းနိုင်စွမ်းကဘလောက်ထိပြင်းထန်လဲဆိုတာအလုံးကစဉ်းစားကြည့်အောင်နဲ့သိနိုင်မှာပါဒီမှာတိုက်ခိုက်နေတဲ့တိုက်ပွဲမှာဆိုရင်သူတို့ကရိုးစုဝိုင်းလူနေတဲ့အချိန်မှာအကုန်လုံးကသူတို့ရဲ့အင်အားအကုန်လုံးကိုအထုံးပြနေကြရပါမိရဲ့တောင်ကြားသခင်ဆိုရင်လည်းသူ့ရဲ့လက်စင်းငကားကိုကောင်မိတော့ကိုထုတ်ပြီးတော့တိုက်ခိုက်နေရပါတစေဦးကြီးကြန့်ရှင်းဆိုရင်လည်းသူ့ရဲ့အစွမ်းထက်တိုင်ခွဲတွေကိုတုံပြီးတော့တိုက်ခိုက်နေရပါကောင်းကင်နဆိုးဇာမနီမျိုးနွယ်စုကလည်းသူတို့မျိုးနွယ်စုရဲ့အစွမ်းထက်ဒီပညာတွေကိုတုံပြီးတော့တိုက်ခိုက်နေရပါအလုံးကအစွမ်းကုန်တိုက်ခိုက်နေကြရပါ ြောမယ်ဆိုရင်ဒါတိုင်းဝိစာအလေအစင်းရဲ့အပြင်းထန်ဆုံးတိုက်ပွဲကြီးလို့တော့ပြောလို့ရပါတယ်။တိုင်းသူတို့စင်ရဲ့ရိုးစုကအတော်လေးဥမာခိုင်ခိုင်းနေဆိုပေမဲ့ရှောင်းကဒီမှာဘာလို့အလွယ်တကူနဲ့ဖျက်နိုင်ခဲ့လဲဆိုတာကိုအားလုံးကသိကြမယ်လို့ထင်ပါတယ်။ ဒါကတော့ရှောင်းကဖြစ်နိုင်ရတဲ့အကြောင်းကသူ့ရဲ့ကောင်းကင်မီတော့ကြောက်ပါ။သူ့မှာကောင်းကင်မီတော့အစင်းချောင်းနဲ့ဓာတ်တုဖြစ်နေပြီဖြစ်တဲ့၃၀၀နှလုံးကြပါမီတော့ရှိပါတယ်။၃၀၀နှလုံးကြပါမီတော့ရဲ့အကူအညီနဲ့ဆိုရင်သူကဒီရိုးဝခိုင်ခန့်ပေမဲ့လေမီတော့ရဲ့အဖက်ဆွမ်းအားနဲ့ဒီနန်ယိုး၃ချောင်းကိုဖြတ်တောက်ဖို့ဆိုတာမခက်ခဲပါဘူး။ဒါကြောင့်လေရှောင်းကနန်ယိုး၃ချောင်းကိုဘယ်သူမှမတိလိုက်တဲ့အချိန်မှာပဲဖြတ်တောက်ပြီးတော့သူ့ရဲ့တုံလုံးဆုထဲမှာတင်နှနိုင်ခဲ့ပါတယ်။ပြောရမယ်ဆိုရင်ဒီနန်ယိုး၃ချောင်းကိုဖြတ်တောက်လိုက်တဲ့အချိန်ထဲကရှောင်းကထင်းအဆင့်ဒုတိုင်းမိညာကိုရရှိသွားပါပြီ။ဒီခီးစင်ကြီးမှာရှောင်းကအကျုံးမြတ်အရှိဆုံးလို့ပြော ောလို့ရပါတယ်။ရှောင်းဝန်ကလက်ရှိမှာကောင်းကင်အဆင့်ထိုတိုင်းမြောက်ကိုရရှိသွားပြီလို့ပြောလို့ရပါတယ်။ဒီမှာထန်ကျန်းကြိုင်ရှင်ဟွန်ရွှန်ပင်ဟီသူတို့လျှောက်ကအချိန်ကြာယူမှာတိုက်ခိုက်နေရင်ပဲသူတို့ထဲမှာအတန်မာဆုံးကိုပြောမယ်ဆိုရင်တော့ကြိုင်ရှင်ပါပဲ။ကြိုင်ရှင်ပြီးရင်တော့ထန်ကျန်းပါ။ထန်ကျန်းပြီးရင်တော့ဟွန်ရွှန်ပင်ဟီကတော့နောက်ဆုံးပါ။ပင်ဟီကနောက်ဆုံးမှဖြစ်နေတယ်ဆိုပေမဲ့လည်းပင်ဟီကိုအားနည်းလို့တော့ပြောလို့မရပါဘူး။ ချယ်လီပွင့်အထွန်းထိပ်တိုင်းဝိဇာတယောက်အနေနဲ့တစီဦးကြီးကြန့်ရှင်တို့လူနဲ့တော့အချိန်ကြာကြီးတိုက်ခိုက်နိုင်နေဆိုတော့တောင်ချားသခင်ဆိုတဲ့နာမည်နဲ့သူကတကယ်ပဲထိုက်တန်ပါလေတောင်ချားသခင်ဆိုတဲ့အဆင့်တန်းကိုလည်းသူကထိန်းထားနိုင်ပါလေဘာလို့လဲဆိုတော့ကျင်ငါပွင့်တိုင်းဝိဇာတွေနဲ့ရောပြီးတော့သူကပတ်ချမ်းပြနေရပါသူရဲ့အဆင့်ကချယ်လီပွင့်အထွန်းထိပ်တိုင်းဝိဇာသာရှိသေးရပါဒါပေမဲ့လေသူမှဒီလိုလုံးနိုင်တဲ့အချောင်းဝင်ကသူကအစိတ်ခံတာအတူပိုင်ရှင်ဖြစ်နေလို့ပါ ။ဒါကြောင့်လည်းသူကရှော်ယူရှန်ရဲ့အစိတ်ခံနောက်ကိုတန်တန်ဆွဲလိုချင်နေရပါ။ရှော်ယူရှန်ရဲ့အစိတ်ခံနောက်ကိုဒါရရှိသွားပြီဆိုရင်သူကတကယ်အစစ်မှန်အစိတ်ခံနောက်ကိုပိုင်ဆိုင်ရမှာဖြစ်ပြီးသူ့ရဲ့အစွမ်းနည်းကလည်းတဟုန်တိုးမြင့်တက်လာမှာပါ။လက်ရှိမှာကျယ်လေးပွင့်အထုံးထိပ်တိုင်းဝိဇာဆိုရင်အစိတ်ခံနာအစစ်ကိုဒါသူကရရှိသွားပြီဆိုရင်ကျယ်ခုနှစ်ပွင့်ကျယ်ရှစ်ပွင့်တိုင်းဝိဇာတွေကတော့သူကကြောင်းတော့မှာမဟုတ်ပါဘူး။ဒါကတော့သူ့ရဲ့အာသာချန်တဲ့သူပါ။ပေဟီအတွက်တော့အစိတ်ခံနာကသူမဖြစ်မနေအရန်အောင်မှာလိုချင်တဲ့အရာတစ်ခုပါ။ဒီခန်းမှာအယိုးစုကိုဝိုင်းလို့တဲ့အချိန်မှာတဆေဦးကြီးကြိုက်ရေဟာပြောခဲ့ပါတယ်။ ဒီယောစုကငါတို့ဝိညာဉ်ဗိမာန်ကလိုချင်တဲ့အရာပြောချင်တာကတော့သူတို့ဝိညာဉ်ဗိမာန်ကလိုချင်တဲ့အရာကိုလူရဲတဲ့ဆိုတော့ဝိညာဉ်ဗိမာန်ရဲ့ဒေါသကိုခံစားရလာပေါ့ဒီမှာဟွန်ရွှန်ကပြောခဲ့တာကလည်းရိုးရှင်းပါတယ်အခြားခိုင်းနေရတာသူတို့ဝိညာဉ်ဗိမာန်ကိုကြောက်ချင်ရင်ကြောက်လိမ့်မယ်ကောင်းကင်နဲ့ဆိုးစားမှုမျိုးနေရာတော့မကြောက်ပါဘူး ဒါကတကယ်အမှန်ပါပဲကောင်းကင်နဆိုးဇာမနီမျိုးနဲ့ဆိုရဲ့အင်အားအရဝိညာဉ်ဗိမ့်မန့်ကိုကြောက်စရာမလိုအပ်ပါဘူးဘာလို့လဲဆိုတော့သူတို့ကမှော်တာရဲ့လောကကြီးရဲ့အစင်းနှင်းနေရာမှာရက်တည်နေတဲ့မျိုးနဲ့ဆိုကြီးတစ်ခုဖြစ်နေလို့ပါသူတို့ရဲ့စွမ်းအားလည်းဝိညာဉ်ဗိမ့်မန့်အောက်အများကြီးအားမနေပါဘူးသူတို့ရဲ့စွမ်းအားတွေကိုရှင်မဲ့ဆိုရင်တော့အတူတူလောက်ပဲကြောက်အောင်မှာပါဒါကြောင့်မလို့ကောင်းကင်နဆိုးမျိုးနဲ့ဆိုကဝိညာဉ်ဗိမ့်မန့်ကိုအမှန်တကယ်ပဲရင်ဆိုင်နေပါလိဒီခွန်ရွှန်ပြောခဲ့တာဒါအပေါ်မဟုတ်ပါဘူးဒါတကယ်ပါ ပင်ဟီယပြောခဲ့တဲ့သူတော်စင်အယုစုဥသာရမယ်ဆိုရင်သူတော်စင်အဆင့်ကိုရောက်ရှိနိုင်မှလှုပ်ဝှက်ချက်တွေကိုတည်နိုင်တယ်။ဒါကလည်းတကယ်ပါပဲ။တိုင်းသူတော်စင်အယုစုကိုရရှိပြီဆိုရင်တိုင်းသူတော်စင်အယုစုကိုလေးလံမှုတွေအများကြီးလုပ်ပြီးတော့တိုင်းသူတော်စင်အဆင့်ကိုတလန်နိုင်မယ်လှုပ်ဝှက်ချက်အချို့ကိုတည်နိုင်ပါတယ်။လှုပ်ဝှက်ချက်မဟုတ်ရင်တော့အရေးမြွတ်လေးကိုတော့တည်နိုင်ပါတယ်။အရေးမြွတ်လေးတည်ရမယ်ဆိုရင်တော့တိုင်းဝိစာတွေအတွက်တော့အဖိုးဝင်ဖြစ်နိုင်တဲ့အချိုးကျေးဇူးတွေအများကြီးရရှိနေပါသေးတယ်။ဒါကြောင့်မလို့သူတို့အားလုံးကဒီအယုစုကိုလည်းတန်တန်ဆွဲလိုချင်နေကြပါ ဒါပေမဲ့အလုံးကလူယူနေတဲ့အချိန်မှာမီးရန်တောင်ကြားတခင်ကအရိုးစုကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ဒါသူကဖျက်ဆီးလိုက်တဲ့ဆိုတာလဲခိုင်မာတဲ့ဆွေမြေချက်ပါပဲ။သူတို့ရဲ့မီးရန်တောင်ကြားကဒီအရိုးစုကိုအမှန်တကယ်လိုချင်တာတော့မဟုတ်ပါဘူး။သူတို့ကအခြားအင်အားစုတွေကမရောက်အောင်တားဆီးချင်ုံပါပဲ။အခြားအင်အားစုတွေကသာဒီအရိုးစုကိုပိုင်ဆိုင်သွားပြီဆိုရင်သူတို့ရဲ့အစွမ်းနေရာပူပိုပြီးတော့တိုးမြင့်လာမှာဖြစ်တာမလို့မီးရန်တောင်ကြားတခင်ကသူတို့ရဲ့မျှခြေကိုထိန်းထားနိုင်ဖို့အတွက်ဒီအရိုးစုကိုလိုက်ပြီးတော့သူတို့ကမရနိုင်အောင်လို့တားဆီးနေရပါ။တကယ်တမ်းမှဆိုရင်တော့မီးရန်တောင်ကြားတခင်ကဒီအရိုးစုကိုစိတ်ဝင်စားမှုအလောက်မရှိပါဘူး။ပြီးတော့ ော့ဒီယိုးစုသူလိုက်ကြတဲ့အကြောင်းရင်းကလည်းဒီယိုးစုကသူ့ရဲ့ခိုင်းဝင်းနေအတော်များကိုတက်ဖြတ်ခဲ့လို့ပါသူတို့မိရဲ့တောင်ကြားလူအတော်များကောင်းကင်ဖန်တီးခြင်းလဝါရဲ့အောက်မှာတည်ဆုံခဲ့ရပါတယ်။ဒါကြောင့်သူ့ရဲ့ဒေါသတွေကိုဒီယိုးစုဘုံကိုပုံချနေရပါ။ဒါကြောင့်လေသူကဒီယိုးစုကိုဖျက်ဆီးပစ်ခဲ့တာပါ။မိရဲ့တောင်ကြားတခင်ကယိုးစုကိုဖျက်ဆီးလိုက်တဲ့အချိန်မှာအယိုးစုကအစိတ်ပိုင်းများစွာအဖြစ်ကွဲထွက်သွားပါတယ်။အစိတ်ပိုင်းများစွာအဖြစ်ကွဲထွက်သွားတဲ့အချိန်မှာအလဲပိုင်းကုန်းမြာအင်အားစုအလုံးကအယိုးစုကိုဝိုင်းပြီးတော့လူယူကြပါတယ်။ ဲ့ထဲမှာရှောင်းဝန်းကလည်းအပေါဝင်ပါပဲဒါပေမဲ့ရှောင်းဝန်းရလိုက်တဲ့အစိတ်ပိုင်းကမထင်မှတ်ပဲသူတို့စင်ရဲ့ရိုးရင်းချင်းစီပါဝင်နေတဲ့အစိတ်ပိုင်းဖြစ်နေပါတယ်ဒါပေမဲ့ရှောင်းဝန်းတယောက်ထဲရဲ့အစိတ်ပိုင်းမှာပဲရိုးရင်းချင်းစီကပါဝင်တာမျိုးမဟုတ်ပါဘူးအခြားဘသူကကံကောင်းမလဲဆိုတာတော့ကိုယ့်ရဲ့ကံအပေါ်မှာပဲမူတည်ပါတယ်ဒါပေမဲ့ရှောင်းဝန်းကသူတို့စင်အယူစုအစိတ်ပိုင်းတွေကိုအနေငယ်သာယူပါတယ်သူကအဓိကအဖိုးတန်ပြီးတန်မိုးကြီးရတနာဖြစ်တဲ့ကောင်းရဲ့အစင်ထူတန်းကိုရရှိခဲ့ပြီးပါပြီဒီမှာရှောင်းဝန်းကိုအားလုံးကဝိုင်းလိုက်တဲ့အချိန်မှာ အစေအူကြီးကြိုင်ရှင်ကောင်းကင်နဆိုးဇာမနီမျိုးနွယ်စုတစ်ခုလုံးလေးလျက်စီးဆန့်ရင် ရေခဲမြစ်တောင်ကြားသူတို့အလုံးရဲ့ရွေချက်ကရှောင်းဝမ်းစီယာပစိတခုတခုတခုစီကိုလိုချင်နေကြတာပါတဆေယူကြီးကြန့်ရှင်ကတော့သူတို့စဉ်အယူစုအပိုင်းစားတွေကိုလိုချင်နေတာဖြစ်ပြီးရှောင်းဝမ်းကိုလည်းရင်းနေတဲ့တဲရရနေပြီးတော့အပိသက်ချိန်မုန်းချင်နေတာပါကောင်းကင်နဆိုးဇာမလီမျိုးနဲ့ဟာအကြီးကဲဟွန်ရွှန်သူကတော့ကောင်းကင်ဇာမလီမူလတတိကိုလိုချင်နေရပါကောင်းကင်ဇာမလီမူလတတိကသူတို့မျိုးနဲ့အတွက်အရန်ဟုတ်မှအရေးကြီးတာပါလီလီစီးဆိုင်လီလီစီးဆိုင်ကတော့ရှောင်းဝမ်းနဲ့သူတို့ကြားရန်ညိုးဟောင်းကြီးကိုဖြည့်ဆင်းချင်တာပါရေကဲမေးတောင်ကြားရေကဲမေးတောင်ကြားကတော့ရှော်ယူရှန်ကိုလိုချင်တာပါ ်ရှောဤရှန်ကိုလိုချင်တယ်ဆိုတာသူကရှောဤရှန်ကိုသဘောချတာမျိုးမဟုတ်ပါဘူးသူကရှောဤရှန်ရဲ့ခန္ဓာကိုယ်ကိုသာလိုချင်တာပါသူကရှောဤရှန်ကိုမိမတယောက်လုံးတော့မြင်တာမဟုတ်ပါဘူးပြောမှစင်ရေကမေးတောင်ချတခင်ကလူတစ်မျိုးပါသူကရှောဤရှန်ရဲ့ခန္ဓာကိုယ်သူ့ရဲ့ရေကမေးတောင်ချမှာရှိတဲ့လှုပ်ဝက်နီလန်တစ်ခုနဲ့ခန္ဓာပြောင်းလဲခြင်းဤပညာကိုအသုံးပြုပြီးတော့သူကရှောဤရှန်ရဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ချင်တာပါအဲ့နောက်မှာတော့သူကမိမဖြစ်သွားမလားယောက်ျားဖြစ်သွားမလားဆိုတာကိုလည်းသူကစိတ်ဝင်စားပါဘူးသူစိတ်ဝင်စားတာသူလိုချင်တာရှောဤရှန်ရဲ့အစိတ်ခန္ဓာတစ်ခုတည်းဥပါပဲ ဒီအစိတ်ခန္ဓာရဲ့အဖြစ်အဆုံးဟာဒီအစိတ်ခန္ဓာရဲ့စွမ်းအင်တွေကိုသူကလိုချင်တာပါ ဒါကြောင့်ရေကယ်မီတောင်ချာကတော့ရှော်ယူရှန်းကိုလိုချင်တာပါဒီမှာအင်အားစုအားလုံးကပူပေါင်းလိုက်တဲ့အချိန်မှာအမှန်တကယ်သူတို့အားလုံးကသာပြုံပြီးတော့တိုက်ခိုက်လာမယ်ဆိုရင်ရှောင်းဝန်ကတော့မှကာကွယ်နိုင်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ရှောင်းဝန်ကိုလာတိုက်တဲ့အင်အားစုရဲ့အားလုံးကအားနေတဲ့အင်အားစုတစ်ခုမှမပါပါဘူးတစေဦးကြီးကြိုင်ရှင်ကျင်ငါပွင့်အထွန်းထိပ်တိုင်ဝိစာဟွန်ရွှန်ကျင်ငါပွင့်တိုင်ဝိစာပင်ဟီကျဲလေးပွင့်အထွန်းထိပ်တိုင်ဝိစာဝိစာလေကျဲသုံးပွင့်အထွန်းထိပ်တိုင်ဝိစာအစင်းရှိမှော်သားရဲ့နှစ်ကောင်နောက်ပြီးနောက်ထပ်တိုင်ဝိစာနှစ်ယောက်သူတို့အားလုံးကသာပူပေါင်းလိုက်မယ်ဆိုရင်သူတို့ရဲ့အဖက်ကအတော်လေးဥမှအဆွမ်းထက်ပါတယ် ရှောင်းရန်ကဒီအချိန်မှာမီးရဲ့တောင်ချားသခင်ကအမှန်တကယ်ကိုမှသူ့ရဲ့စိတ်နှလုံးထဲကနေကျေးဇူးတင်ပြီးသွားတာပါ။ဘာလို့လဲဆိုတော့မီးရဲ့တောင်ချားရဲ့သခင်ကလည်းတကယ်ကိုမှကျေးဇူးတည်တတ်တဲ့လူတစ်ယောက်ဖြစ်ပြီးရှောင်းရန်ရဲ့ကျေးဇူးတွေကိုအကောင်းဆုံးနည်းလမ်းနဲ့သူကပြန်ဆက်ပေးလိုက်တာပါ။ဒီလိုအင်အားစုအလုံးကဝိုင်းခန့်နေရတဲ့အချိန်မှာသူ့လိုမျိုးပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုပေးဖို့ဆိုတာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ဘလို့ပဲဖြစ်ဖြစ်သူကအင်အားစုအလုံးကိုဆန့်ကျင်ပြီးရှောင်းကိုကာကွယ်လိုက်မယ်ဆိုရင်သူကအင်အားစုအလုံးနဲ့ရန်သူလုလိုက်တဲ့သဘောပါပဲ။ဒီလိုဆုံးဖြတ်ချက်မျိုးတော့ချနိုင်တဲ့အတွက်မီးရဲ့တောင်ချားရဲ့သခင်ထန်ချန်းကဘလို့ ောက်ထီးနောက်မှာအကျဉ်းစုတိတက်လဲဆိုတာအလုံးကသိရမှာပါအခုမီးရန်တောင်ကြားရဲ့တခင်ထန်ချန်းကလည်းရှောင်းရဲဘက်မှာပူပေါင်းလာပြီဆိုတော့ရှောင်းရဲတို့ဖဲ့ရဲ့အင်အားကလည်းအားနေတော့တာမဟုတ်ပါဘူးပြီးတော့မကြတဲ့ရင်မီးရမှာရှောင်းတို့အဖဲ့တွေကိုထပ်ပြီးတော့ပူပေါင်းလာတဲ့ချင်းလျာလည်းရှိပါသေးတယ် ဒါဆိုရင်တော့ရှောင်းဝန်တို့အဖေအင်အားကိုလည်းတစ်ချက်ပြန်ကြည့်လိုက်အောင်မီးရန်တောင်ကြားသခင်ကျင်ငါပွင့်တိုင်ဝိစာဒါအပြင်ကမှကောင်းကင်မီတော်ကိုပိုင်ဆိုင်ထားတဲ့ကျင်ငါပွင့်တိုင်ဝိစာသူ့ရဲ့ဇွန်ရင်ကကျင်ငါပွင့်အထွန်းထိပ်တိုင်ဝိစာတယောက်နဲ့ညီမြပြီးကျဲချောက်ပွင့်တိုင်ဝိစာတယောက်အောင်တော့ခဏတာရှင်ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိပါလေရှောင်းရန်ကျဲရပွင့်တိုင်ဝိစာတိုက်ခိုက်ဇွန်ရင်ကအလုံးကတီးတဲ့အတိုင်းပဲတစေဦးကြီးကြန့်ရှင်းလို့လူအောင်တော့လက်တစ်ဖက်ကိုဖျက်တောက်နိုင်ခဲ့တယ်ဒါကြောင့်မလို့သူ့ရဲ့တိုက်ခိုက်ဇွန်ရင်ကလည်းကျင်ငါပွင့်တိုင်ဝိစာတယောက်နဲ့ညီမြပါလေရှောင်းရီရှန်ကျဲသုံးပွင့်အထွန်းထိပ်တိုင်ဝိစာတိုက်ခိုက်ဇွန်ရင်ကျဲလ လီဝင်းတိုင်ဝိဇာတယောက်နဲ့ရှင်ပြီးတော့တိုက်ခိုက်နိုင်ပါတယ်ဝိဇာထင်ဟိုကျေတုံးဝင်းတိုင်ဝိဇာကျေလီဝင်းတိုင်ဝိဇာတယောက်နဲ့ရှင်ပြီးတော့တိုက်ခိုက်နိုင်ပါတယ်ရှုံချန်းအစင်းရှိမော်တာရေးပြီးတော့ဂျီယန်ကျင်းကကြတော့သူ့ရဲ့စွမ်းရည်ကဟိုးဝရင်ဗီဒီယိုဒီမှာကျွန်တော်ပြောခဲ့သလိုပဲသူ့ရဲ့အစွမ်းမမြင်ရပဲအစွမ်းထက်နေရပါသူ့ရဲ့လက်ရှိစွမ်းရည်ကိုကခမန်းလို့မရပါဘူး ဘလူးအက်ဖီပီသူကရောက်ချောင်းကိုတွားရောက်ခဲ့တဲ့တိုက်ပွဲမှာတစီဦးကြီးကြန့်ရှင်းလို့လူရဲတိုက်ခိုက်မှုကိုတော့ရင်ဆိုင်နိုင်ခဲ့ပါတယ်။ဒါကြောင့်မလို့သူ့ရဲ့စွမ်းအင်ကိုပြောရမယ်ဆိုရင်ကျေတုံးမင်းတိုင်ဝိဇာတယောက်နဲ့တော့ဒန်တူတိုက်ခိုက်နိုင်လောက်ပါတယ်။ပြီးတော့ချင်းလင် ချင်းလေးရဲ့အစွမ်းအားလေကျဲတပွင့်တိုင်ဝိဇာပဲဆိုပေမဲ့သူ့ရဲ့အစွမ်းတော့အထင်သေးလို့မရပါဘူး။သူကကျဲတပွင့်တိုင်ဝိဇာဆိုပေမဲ့သူထိန်းချုပ်ထားတဲ့ရုပ်သေးနှစ်ယောက်ကကျဲတပွင့်တိုင်ဝိဇာတွေပါ။ဒါကြောင့်မလို့ရှောင်းတို့ဘက်မှာနောက်ထပ်ကျဲတပွင့်တိုင်ဝိဇာနှစ်ယောက်ကထပ်ပြီးတော့ပါဝင်လာပါတယ်။ချင်းလေးအပါဝင်ဆိုရင်သူတို့ဘက်မှာနောက်ထပ်တိုင်ဝိဇာအစဉ်ပညာရှင်၃ယောက်ကရောက်ရှိလာတယ်လို့ပဲပြောရမှာပါ။ ြီးတော့ကောင်းကင်နဆူယုတ်သေးကောင်းကင်နဆူယုတ်သေးကလက်ရှိဝင်းကပောက်ကိုအသုံးပြနိုင်နေပြီမို့လို့ကောင်းကင်နဆူယုတ်သေးရဲ့အစွမ်းအားပဲကျင်ငါပွင့်တိုင်ဝိစာတရုံနဲ့ညီမျှနေပါပြီရှောင်းကရှီယွန်အချွင်းကျဲနေမီရဲ့ပြင်ပမှာရရှိခဲ့တဲ့မင်းနဆူယုတ်သေး၁၁ယုတ်နဲ့သူ့ရဲ့ကောင်းကင်နဆူယုတ်သေးကိုသာပေါင်းဆက်လိုက်ပြီဆိုရင် တို့ရဲ့အစွမ်းကကျင်ကောင်းပွင့်တိုင်ဝင်းစာတရုံနဲ့ရင်ဆိုင်နိုင်တဲ့အထိဖြစ်လာမှာပါဒါကြောင့်မလို့ရှောင်းနိုဖဲအင်အားကိုလည်းလက်ရှိအချိန်မှာရွှတ်တလို့မရတော့ပါဘူးနှစ်ဖက်လုံးကရေကုန်ရေကန်းတိုက်ခိုက်မယ်ဆိုရင်တော့အနိုင်အရှုံးကဘယ်သူမှမခွင့်နိုင်သေးပါဘူးဘာလို့လဲဆိုတော့နှစ်ဖက်လုံးကအရင်ဦးမှာအစွမ်းထက်နေလို့ပါဒါဆိုရင်တိုက်ပွဲလေးကိုပြန်ဆက်လိုက်ရအောင်ရှောင်းရဲနဲ့အစီအူကြီးကြိုင်ရှင်ရဲ့ဒုရီးယားအချိန်တိုက်ပွဲဒီတိုက်ပွဲကအတော်လေးကိုပြင်းထန်နေလို့ပြောရပါလိမ့်မယ်ဒီမှာရှောင်းဝန်းကကောင်းကင်မီတုံးတွေပြောင်းလဲခြင်းကိုအသုံးပြုခဲ့ပါတယ် ကျေကိုဝင်းဒုံဆောင်အဆင့်မှာတော့သူကကောင်းကင်မီတုံးတဲ့ပြောင်းလဲခြင်းကိုအသုံးပြုတဲ့အချိန်မှာသူ့ရဲ့အဆင့်ကထပ်ပြီးတော့မြင့်တက်မလာခဲ့ပါဘူး။ဒါပေမဲ့လက်ရှိကျေတဝင်းတိုင်ဝိဇာအဆင့်မှာသူကအသုံးပြုတဲ့အချိန်မှာတော့သူကကျေတုံးဝင်းတိုင်ဝိဇာအဆင့်ထိကိုယာယီခဏတာရောက်ရှိနိုင်ခဲ့ပါတယ်။လက်ရှိရှောင်းဝင်းရဲ့စွမ်းအင်ကကျေတုံးဝင်းတိုင်ဝိဇာတယောက်ဖြစ်နေပါပြီ။ ူရဲ့တိုက်ခိုက်စွမ်းရည်မပါသေးပါဘူးဒါကသူရဲ့စစ်မှန်တဲ့စွမ်းရည်ပါကျေတုံးမေးတိုင်ဝိဇာကိုရောက်ရှိတဲ့ဆိုတာကတော့ယာယီပါပဲကောင်းကင်မိသုံးသွယ်ကျင်းစင်နေကောင်းကင်မိတော်ရဲ့အကူအညီကြောင့်သူရဲ့စွမ်းရည်ကယာယီခဏတာတိုးမြင့်လာတာပါလက်ရှိရှောင်းရဲ့အချိန်ဟာကျေတုံးမေးတိုင်ဝိဇာတရားဝဲအချိန်ဟာနဲ့တူညီနေပါပြီဒါကြောင့်မလို့သူကတဆေဦးကြီးကြိုင်ရှင်တို့လူကို အစွမ်းထက်ဒူတိုင်းမညတွေမတုံ့ပြန်တဲ့နောက်မှာအချိန်ကြာရင်ရင်ဆိုင်တိုက်ခိုက်နိုင်နေရပါရှော်ယူရှန်နဲ့ပင်ဟီရှော်ယူရှန်နဲ့ပင်ဟီရဲ့တိုက်ပွဲရဆိုရင်တော့နှစ်ဖက်စလုံးအင်အားတူအခြေအနေလို့ပဲပြောရမှာပါပင်ဟီကခုနကကျွန်တော်ပြောခဲ့သလိုပဲကျယ်လေးပွဲအထွန်းထိပ်တိုင်ဝိဇာတယောက်ဖြစ်ပေမဲ့ကျယ်ငါးပွဲတိုင်ဝိဇာတယောက်ကိုရင်ဆိုင်နိုင်နေဆိုပေမဲ့ရှော်ယူရှန်နဲ့တွေ့မယ်ဆိုရင်တော့သူကအားနေသွားမှာပါ ။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်စလုံးရဲ့စွမ်းရည်ကအစိတ်ဖြစ်နေလို့ပါ။ရှော်ယီရှန်ရဲ့အစိတ်နဲ့ရှင်လိုက်မယ်ဆိုရင်ပင်ဟီကရှော်ယီရှန်ထက်အမြဲတမ်းဒစိမ့်နေနေပါတယ်။ဒါကပြောရမယ်ဆိုရင်အစိတ်ခန္ဓာအတုနဲ့အစိတ်ခန္ဓာအစိတ်မှန်ရဲ့ကွာခြားမှုပါပဲ။ ပြောမယ်ဆိုရင်ပင်ဟီရဲ့အစွမ်းကမြင့်နေပြီမဲ့လေရှော်ယူချန်ရဲ့အစိတ်နဲ့ရှင်လိုက်မယ်ဆိုရင်သူ့ရဲ့အဖြတ်စွမ်းကအနေငယ်နေပါပါလေဒါကြောင့်မလို့သူတို့နှစ်ယောက်ရဲ့ကြားစွမ်းကွာဟာမှုကအနေငယ်ပြောင်းလဲသွားပါလေဒါအပြင်မှာရှော်ယူချန်ကလည်းအစိတ်စည်းတစ်စိတ်ကိုဖင်နိုင်ပါသေးတယ်သူကသာအစိတ်စည်းတစ်စိတ်ကိုဖင်လိုက်ပြီဆိုရင်သူ့ရဲ့အစွမ်းနေရာမြင့်တက်လာမှာဖြစ်ပြီးကျယ်လီပွင့်တိုင်ဝင်းစားအဆင့်ကိုခဏတာရောက်ရှိသွားမှာပါ ကျယ်လီပွင့်တိုင်ဝေးစာအဆင်းကိုရောက်ရှိသွားမယ့် solution အနေနဲ့ကတော့ပင်ဟီယိုရင်ဆိုင်ဖို့အတွက်ဆိုတာခက်ခဲတဲ့အရာတော့မဟုတ်တော့ပါဘူး။ဒါကြောင့်မလို့သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကလက်ရည်တူလို့ပဲပြောရမှာပါ။ပင်ဟီကလည်းအားနေတဲ့လူတယောက်မဟုတ်တလို့ solution ကလည်းထိုအတိုင်းပဲအားနေတဲ့လူတယောက်တော့မဟုတ်ပါဘူး။ကောင်းကင်နဆူယုတ်တင်းနဲ့လီလက်စီးဆိုင်ရင်တခင်ရဲ့တိုက်ပွဲဒီတိုက်ပွဲမှာဆိုရင်တော့ကောင်းကင်နဆူယုတ်တရားဝင်းကဘာနဲ့မပေါင်းဆက်ရသေးပါဘူး။ဝင်းကဘာနဲ့မပေါင်းဆက်ရသေးတဲ့အတွက်သူ့ရဲ့တိုက်ခိုက်စွမ်းရည်ကကျယ်လီပွင့်တိုင်ဝေးစာတယောက်နဲ့ပဲညီမနေတော့မှာ။လီလက်စီးဆိုင်ရင်တခင်ရဲ့အစွမ်းကကျယ်တုံးမဲ့အထွန်းထိပ်တိုင်ဝေးစာပါ။ဒါကြော ောင့်မလို့သူကကျယ်လီဝင့်တိုင်ဝိဇာတယောက်နဲ့ခနာတာရှင်ပြီးတော့တိုက်ခိုက်နိုင်ပါတယ်။ဒါပေမဲ့သူကလည်းအချိန်ကြာကြီးအစွန်ကုန်တိုက်ခိုက်နိုင်မယ်ဆိုရင်တော့ဒူရီယာချန်တန်နယ်လိုပဲဖြစ်သွားမှာပါ။ရွှေမင်ကန်ရဲ့ဂိုင်းချုပ်ချန်တန်နယ်အနောက်မှာကောင်းကင်နဆူယုတ်တေးရဲ့လက်ချက်နဲ့အတက်ပြောက်ခွဲရပါတယ်။လီလျစီးဆိုင်တခင်ဆိုတာကလည်းကျယ်သုံးဝင့်အထွန်းထိပ်တိုင်ဝိဇာဖြစ်ပေမဲ့လည်းအချိန်ကြာကြီးတိုက်ခိုက်နိုင်မယ်ဆိုရင်တော့ယုတ်တေးရဲ့ပြိုင်ဘက်မဟုတ်ပါဘူး။ယုတ်တေးကဒူတိုင်မညတွေကိုအတုံးပြုတ်နိုင်တာမို့လို့အမြန်နှုံးမှာအရန်ဦးမှာအားတာတဲ့လီလျစီးဆိုင်တခင်နဲ့ရှင်လိုက်တဲ့အခါသူကအနေငယ်အားနည်းချက်လေးရှိသွားပါ။ဒါကြောင့်လေလီလျစီးဆိုင်တခင်ကယုတ် ေးကိုရှင်ပြီးတော့တိုက်ခိုက်နိုင်တာပါဒါပေမဲ့သူတို့အားလုံးကအစွမ်းကုန်ရေကုန်ရေခမ်းတိုက်ခိုက်ကြမယ်ဆိုရင်တော့အစုံတက်မှရုတ်သေးရလေထိခိုက်ပျက်စီးမှုထိုင်ရန်အနေငယ်ကိုရရှိမယ်ဆိုပေမဲ့လေလက်စီးဆိုင်တခင်ကတော့တည်ဆောင်ရမှာပါဒီမှာအားလုံးပြပြချင်တာကတော့မူချင်းလွန်ရဲ့အစွမ်းကျွန်တော်တို့အားလုံးကမူချင်းလွန်ရဲ့အစွမ်းကိုအထင်သေးမိသွားပြီလို့ပဲပြောရမှာပါဖုန်ချင်းရလို့လူနေတော်မှာရှင်ပြီးတော့တိုက်ခိုက်နိုင်တယ်ဆိုတော့မူချင်းလွန်ကအ ਨੇ စုံကျဲ6ပွင့်ကျဲ9ပွင့်ဒုစုံအဆင်းကိုရောက်ရှိနေတော့ပါပြီဖုန်ချင်းရကလည်းလက်ရှိမှာကျဲ10ပွင့်ကျဲ9ပွင့်ဒုစုံတယောက်နေပါအစွမ်းထက်နေပါပြီ ါကြောင့်မလို့သူတို့နှစ်ယောက်ရဲ့အဆင်းကိုပြောအောင်မယ်ဆိုရင်သူတို့နှစ်ယောက်ကအရင်ကတည်းကပြင်ပကြီးတွေဖြစ်ခဲ့တာကိုပါပေါင်းလိုက်မယ်ဆိုရင်သူတို့နှစ်ယောက်ရဲ့အဆွမ်းတိတ်ပြီးတော့မကွာလောက်ပါဘူးအများဆုံးမှကွာကျေတမွေးလောက်ပဲကွာဟမှုရှိမှာပါအဲ့ဒါကတော့ဖုန်ချင်းရတာမှာပါဘာလို့လဲဆိုတော့ဖုန်ချင်းရအရင်တည်းကမူချင်းလွန့်ထက်စွားအနေငယ်ပို့ပြီးတော့အမြဲတမ်းတာနေလို့ပါအခုဥပမာပြောအောင်မယ်ဆိုရင်ဖုန်ချင်းရတာကျေကိုပွင့်ထူဆုံးဆိုရင်မူချင်းလွန့်ကလည်းအနည်းဆုံးကျေရှိပွင့်ထူဆုံးအစဉ်ဖြစ်လောက်ပါမယ် ဖုန်ချင်းက70ပွင့်ထူဆုံးဆိုရင်မူချင်းလွန်ဟာတော့70ပွင့်ထူဆုံးပါအဲ့လိုပဲသူတို့နှစ်ယောက်ချားမှာကွာဟာချက်ကတိတ်ပြီးတော့မရှိတော့ပါဘူးပြီးတော့သူတို့နှစ်ယောက်ကလည်းအရင်ကလေးကပင်ပယ်ကြီးတွေဖြစ်ကြပါတယ်မူချင်းလွန်ဟာလည်းဖုန်ချင်းရဲ့အကြောင်းကိုကောင်းကောင်းကြီးနားလဲပြီးသူ့ရဲ့တိုက်ခိုက်ပုံတိုက်ခိုက်နိုင်စွမ်းကိုလည်းအတော်လေးဥမာရင်းနှီးပါတယ်အဲ့ဒီတိုင်းပဲဖုန်ချင်းကလည်းမူချင်းလွန်ရဲ့တိုက်ခိုက်ပုံကိုအရင်ဥမာရင်းနှီးပြီးသူ့ရဲ့တိုက်ခိုက်နိုင်စွမ်းနဲ့သူ့ရဲ့အာနေချက်တွေကိုလည်းကောင်းကောင်းကြီးဥမာသိပါတယ် ဒါကြောင့်မလို့သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကတော့အလဲပိုင်းကုန်းမီရဲ့လူငယ်တိုက်ပွဲအဆင်ပဲရှိပါသေးတယ်။ရှောင်းဝန်းတို့တိုက်ပွဲရင်းနဲ့ရှင်းလိုက်မယ်ဆိုရင်တော့သူတို့ရဲ့တိုက်ပွဲဆိုတာတော့ခလီကစားစရာပါ။ဒါပေမဲ့အဆုံးသတ်ထိတိုက်ခိုက်မယ်ဆိုရင်တော့ဖုန်ချင်းရအသာအနိုင်ရမှာပါ။ဖုန်ချင်းရမူချင်းလွန့်ထွန်းမော်တာရဲ့သွေးမျိုးစွမ်းကိုအစွမ်းကိုအကုန်လုံးဝတာနေရပါ။ဒါကြောင့်မလို့မူချင်းလွန့်ကလည်းအစွမ်းထက်တဲ့ဆိုပေမဲ့အစွမ်းကုန်တိုက်ခိုက်မယ်ဆိုရင်တော့ဖုန်ချင်းရရဲ့ပြင်ပတော့မဟုတ်သေးပါဘူး။ချင်းလင်းနဲ့ကောင်းကင်နဲ့ဆိုဇာမလီမျိုးနဲ့ကဆန့်ဖြူလုံးငယ် ဒီတိုက်ပွဲမှာပြောမယ်ဆိုရင်ဆန်ဖြူလူငယ်ကကျဲနေပွင့်တန်ဝိစာပါချင်းလင်းကတော့ကျဲတွင်တန်ဝိစာပါဒါပေမဲ့ချင်းလင်းမှာကြောက်စင်းပန်းသွင်းမျိုးလုံးရဲ့အကူအညီရှိပါတယ်ဆန်ဖြူလူငယ်မှာတော့သူ့ရဲ့မျိုးရဲ့သွေးမျိုးစွာကရှိပါတယ်ဒါပေမဲ့ချင်းလင်းကရှောင်းဝန်းလို့လူနှဲတော်ရှင်ပြီးတော့တိုက်ခိုက်နိုင်နေရဖြစ်တာမို့ ဆန်ဖြူလူငယ်ကိုရင်ဆိုင်ဖို့ဆိုတာလည်းသူ့အတွက်ပြဿနာကြီးမဟုတ်ပါဘူးပြီးတော့သူထိန်းချုပ်ထားတဲ့လူတွေကတော့ကျန်တဲ့ပွင့်တန်ဝိစားတွေပါဒါအုပ်ပါထပ်ပေါင်းလိုက်မယ်ဆိုရင်ဆန်ဖြူလူငယ်ကိုသူကအန်နီယာတခုလုံးတော့တတ်မှတ်တာမဟုတ်ပါဘူးဒီမှာဆန်ဖြူလူငယ်နဲ့ချင်းလင်ရာအစွမ်းကုန်တိုက်ခိုက်ကြမယ်ဆိုရင်နှစ်ယောက်လုံးကလည်းအစွမ်းထက်လူငယ်တွေကြီးပဲဖြစ်တာမလို့နှစ်ယောက်စလုံးကသူတို့ရဲ့အကောင်းဆုံးအချိန်တွေမှာရှိနေကြပါတယ်ဒါပေမဲ့သူတို့ကသာဒီမှာအစွမ်းကုန်ရှိသမျှအစွမ်းအကုန်လုံးထုတ်သုံးပြီးတော့ရေကုန်ရေခမ်းတိုက်ခိုက်ကြမယ်ဆိုရင်ချင်းလင်ရာပဲအနိုင်ရရှိမှာပါ ဒါကလည်းရိုးရှင်းပါတယ်ချင်းလင်းဟာကြောက်စင်းပန်းသမွေးမျိုးလုံးပိုက်ရှင်ဖြစ်နေပြီသူစီမှာကျန်တဲ့ပွင့်တန်ဝိဇာအစဉ်ရုပ်သိမ်းနှစ်ယောက်ကလည်းရှိပါသေးတယ်ဒီဆန်ဖြူလူငယ်ဒီဆန်ဖြူလူငယ်ကိုလည်းချင်းလင်းကိုအနိုင်မရဘူးဆိုလို့အစွမ်းမထက်ဘူးလို့တော့ပြောတာမဟုတ်ပါဘူးဒီဆန်ဖြူလူငယ်ကကောင်းကင်နဲ့ဆိုးဇာမနီမျိုးနဲ့ရဲ့သွေးမျိုးစွမ်းအားပါရှိပြီးသူတို့မျိုးနဲ့စုထဲမှာပါရမီအရှိဆုံးလူငယ်ရေထဲရတစ်ယောက်ပါပဲသူရဲ့ဇွမ်းရင်ကကျန်တဲ့ပွင့်တန်ဝိဇာဆိုပေမဲ့သူကတမန်ကျေတုံးပွင့်ကျေလီပွင့်တန်ဝိဇာတွေကိုတော့ကြောက်တဲ့လူတယောက်မဟုတ်ပါဘူးသူရဲ့သွေးမျိုးစွမ်းအားပါထပ်ပေါင်းလိုက်မယ်ဆိုရင်သူကသူတို့နော်ရှင်ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိပါတယ် ဒါပေမဲ့ချင်းလင်းရံပြိုင်ပွဲတော့မဟုတ်သေးပါဘူး။ကောင်းကင်မီဝိဇာဝိဇာထင်ဟုံနဲ့အဆင့်ရှင့်မော်တာရီရှုံချန်းနဲ့အဆင့်ရှင့်မော်တာရီဒီတိုက်ပွဲနှစ်ခုကတော့ကျွန်တော်အရင်ကပြောခဲ့သလိုပဲခဏခဏလေးပြောခဲ့ပါတယ်။ရှုံချန်းကတော့သူ့ရဲ့သွေးမျိုးစွမ်းရင်းကငကားမွေးရပါစွမ်းအားပါနေလို့အဆင့်ရှင့်သားရဲ့နှစ်ယောက်လုံးတော့သူတယောက်ထင်းနဲ့အနိုင်လို့ရပါတယ်။ဒါကြောင့်မလို့သူ့ရဲ့တိုက်ပွဲကတော့ပြောစရာမလိုတော့ပါဘူး။ဝိဇာထင်ဟုံနဲ့အဆင့်ရှင့်မော်တာရီဝိဇာထင်ဟုံကကျဲသုံးပွင့်တိုင်ဝိဇာဖြစ်ပြီးဟိုဘက်ကအဆင့်ရှင့်မော်တာရီကတော့ကျဲနှစ်ပွင့်တိုင်ဝိဇာပါ။ဒါပေမဲ့သူကမော်တာရီတစ်ခုဖြစ်တာမလို့သူ့ရဲ့ခုခံနိုင်စွမ်း င်းတိုက်ခိုက်နိုင်စွမ်းဟာကျဲသုံးမင်းတိုင်ဝဲစာတရုံနဲ့ညီမျှနေပါတယ်။ဒါကြောင့်ဝိဇာထင်ုံနဲ့ရှင်ပြီးတော့တိုက်ခိုက်နိုင်တယ်ဆိုပေမဲ့လေအဆုံးသတ်မှာတော့ဝိဇာထင်ုံကသာနိုင်ရရှိမှာပါ။ဒါဆိုရင်ရှောင်းဝမ်နဲ့တစီဦးကြီးကြန့်ရှင်ရဲ့အခန်းကိုပြန်ဆက်လိုက်ရအောင်။ရှောင်းဝမ်နဲ့တစီဦးကြီးကြန့်ရှင်ရဲ့တိုက်ပွဲမှာဆိုရင်သူတို့နှစ်ယောက်စလုံးကအစွမ်းကုန်ထုတ်သုံးပြီးတော့တိုက်ခိုက်နေကြရပါ။ကြန့်ရှင်ကလည်းသူ့ရဲ့အစွမ်းထက်ဒိုတိုင်းမညာအားလုံးကိုထုတ်သုံးပြီးတော့တိုက်ခိုက်နေတာဖြစ်ပြီးရှောင်းဝမ်ကိုယ်တိုင်ကလည်းသူ့ရဲ့အစွမ်းထက်ဒိုတိုင်းမညာတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်နေရပါ။ဒီမှာတစီဦးကြီးကြန့်ရှင်ရဲ့ဒီကျဲဖန်းရှင်လက်ကတော့အထွန်းထိပ်ဒီအစင်းဒိုတိုင်းမ ညာဖြစ်ပြီးသူနဲ့အဆင့်တူပညာရှင်တွေကျင်ကားပွင့်တိုင်ဝိဇာတွေကိုတော့သူကသူ့ရဲ့ဒီတို့တိုင်ပညာနဲ့တက်ဖြတ်ခဲ့ပြုပါတယ်အထွန်းထိပ်ဒီအဆင့်တို့တိုင်ပညာဆိုတာကောင်းရဲ့အဆင့်နဲ့အတော်လေးဥမာနီးစပ်နေပြီဖြစ်တဲ့ဒိုတိုင်ပညာတစ်ခုပါအဲ့ဒိုတိုင်ပညာရဲ့အစွမ်းအလည်းအတော်လေးဥမာအစွမ်းထက်ပါတယ်အဲ့ဒိုတိုင်ပညာရဲ့အစွမ်းအောက်မှာသူကသူနဲ့အဆင့်တူပညာရှင်တွေကိုတော့တက်ဖြတ်ခဲ့ပြုပါတယ်ဒါပေမဲ့ရှောင်းဝန်းကတော့သူ့ရဲ့ကျေဖန်းဥကျင်လောက်ခုခတ်နိုင်ခဲ့ပါတယ်ခုခတ်နိုင်နေဆိုတာကလည်းရှောင်းဝန်းကကောင်းရဲ့အဆင့်တို့တိုင်ပညာနဲ့အဆင့်တူနီးပါးဖြစ်နေပြီဖြစ်တဲ့နဖျားတစိမ့်ကျင့်စဉ်ကိုအသုံးပြုခဲ့လို့ပါ အခြားချင်းစဉ်ဆိုရင်တော့ရှောင်းဝင်းကလည်းချွင်းချက်မရှိအရင်နဲ့ရမှာပါဒီနေရာမှာဆိုရင်တော့ရှောင်းဝင်းရဲ့တိုက်ပွဲအတွေ့အကြုံကအလွန်အမမြင်မာတယ်လို့ပဲပြောရမှာပါတပ်ဖက်လူကသူ့ရဲ့ဆွမ်းထက်တိုက်ပွဲကိုတုံးပြီဆိုတာနဲ့သူ့မှဘလို့ခူးခန်းနိုင်စွမ်းရှိမရှိကိုသူကတန်ပြီးရောစဉ်းစားနိုင်ပါတယ်ဒါကြောင့်မလို့ရှောင်းဝင်းရဲ့ဗတဲ့အိုက်တူကိုပြောရမယ်ဆိုရင်အတော်လေးကိုမြင်မာတယ်လို့ပဲပြောရမှာပါဒီမှာရှောင်းဝင်းကအုံပြခဲ့တဲ့နဖျားတစိမ့်ချင်းစဉ်ရဲ့ဒစိမ့်၄ခုနဖျားတစိမ့်ချင်းစဉ်မှာဒစိမ့်၅ခုရှိပါတယ်ဒစိမ့်၅ခုလုံးကိုအုံပြနိုင်မယ်ဆိုရင်တော့နဖျားတစိမ့်ချင်းစဉ်ရဲ့အစွမ်းကထင်းအဆင့်ထူတိုင်းမြညာတစ်ခုနဲ့ညီမျှပါလိမ့်မယ်သူ့ရဲ့ အဆုံးကိုပြောမယ်ဆိုရင်တိုင်းသူတို့စဉ်အယိုးစုကအထုံပြုခဲ့တဲ့ဒီကောင်းရဲ့အစဉ်ဒုတိုင်းမိညာကောင်းရဲ့ဖန်တီးခြင်းလိုဝါထက်အနေငယ်လေးတော့အားနေမှာမဟုတ်ပါဘူး။ပြီးတော့ရှောင်းရဲ့တုတ်တန့်ရှင်လေးမိကြပန်းထန်တော်အနေငယ်ပို့ပြီးတော့အဆွမ်းထပ်ပါလိမ့်မယ်။လက်ရှိအချိန်မှာတော့ရှောင်းကဒစိမ့်လေးခုကိုသာအထုံပြုနိုင်ပါသေးတယ်။တောင်ဖြိုဒစိမ့်ပင်လယ်ဒစိမ့်မြေပြင်ဒစိမ့်မိုးမြိုဒစိမ့်သူကအဲ့လေးမျိုးသာအထုံပြုနိုင်ပါသေးတယ်။နောက်ဆုံးဒစိမ့်ဖြစ်တဲ့ နဖျားတစိမ့်ကိုတော့သူကအတုံးမပြူနိုင်သေးပါဘူး။ဒါကြောင့်မလို့တစိမ့်လေးခုရဲ့စွမ်းအားကိုပဲပေါင်းဆက်ထားတာပါ။တစိမ့်လေးခုရဲ့စွမ်းအားကိုပဲပေါင်းဆက်ထားမှာမို့ထင်းဆင်းဒိုတိုင်းမညာလောက်တော့အစွမ်းမထလာပြီမဲ့ဒီဒိုတိုင်းမညာရဲ့စွမ်းရည်ကအထွန်ထိပ်ဒီအစင်းနဲ့ညီမျှသွားပါတယ်။သူရဲ့မူလကလည်းထင်းဆင်းဒိုတိုင်းမညာဖြစ်တာမလို့တစိမ့်ဦးကြီးကြိုင်ရှင်ရဲ့ကျက်ဖန်းဦးကျင်လက်နဲ့လဝါချင်းရင်ဆိုင်တဲ့အခါမှာရှောင်းဝန်းကရေးမနေခဲ့တာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တစိမ့်ဦးကြီးကြိုင်ရှင်ရဲ့ဒိုတိုင်းမညာကလည်းအတော်လေးဦးမှာအစွမ်းထက်တယ်လို့ပြောလို့ရပါတယ်။ဒီကျက်ဖန်းဦးကျင်လက်ကထင်းဆင်းဒိုတိုင်းမညာနဲ့အတော်လေးဦးမှာနီးကပ်နေပြီဖြစ်တဲ့ င်ဒိုတိုင်းမညတခုရဲ့တိုက်ခိုက်မှုတော့တားဆီးနိုင်ခဲ့ပါတယ်ဒါကိုပြောမှဆိုရင်တစေဦးကြီးကြိုင်ရှင်ရဲ့အစွမ်းမြင်မာနေတာကြောက်ရင်သူ့ရဲ့ဒိုတိုင်းမညအစွမ်းထက်နေတာကြောက်ရလို့ပဲပြောရမှာပါဒါပေမဲ့ဒီလဝါချက်နှစ်ခုအဲ့လဝါချက်နှစ်ခုရဲ့တိုက်ခိုက်မှုကအတော်လေးဥမာကြောက်စရာကောင်းပါတယ်ဥပမာအဲ့လဝါချက်နှစ်ခုရဲ့တိုက်ခိုက်မှုအောက်မှာမိရတောင်ကြားတခင်ထန်ချမ်းပဲဖြစ်ဖြစ်ကောင်းကင်နဆူဇာမနီမျိုးနွယ်စုကဟွန်ရွှမ်ပဲဖြစ်ဖြစ်သူတို့နှစ်ယောက်စလုံးကရောက်ရှိနေမှဆိုရင်ချွင်းချက်မရှိတည်ဆောင်းရမှာပါကောင်းကင်ရဲ့အဆင့်ဒိုတိုင်းမညနဲ့အတော်လေးကိုနီးစပ်နေပြီဖြစ်တဲ့အထွန်းထိပ်ဒီအဆင့်ဒိုတိုင်းမညနှစ်ခုရဲ့ပူ ူပေါင်းတိုက်ခိုက်မှုကအလောက်ထင်းအောင်မှာကြောက်စရာကောင်းပါတယ်။ကျင်ငါပွင့်တိုင်ဝိဇာရုံတော်ချွန်းချမ်းမရှိတစ်ဖက်ပြစ်နိုင်စွမ်းရှိပါတယ်။ကျင်ငါပွင့်တိုင်ဝိဇာရုံတော်တစ်ဖက်ပြစ်နိုင်စွမ်းရှိနေမှာတော့အခြားလူတွေဆိုရင်တော့ပြောစရာတော့မလိုတော့ဘူးလို့ထင်ပါတယ်။ဒီမှာဒါကိုကြည့်ပါ။သူတို့ကတိုက်ခိုက်နေတာလီဟာနေထဲမှာပဲဖြစ်ပေမဲ့အဲ့ကနေထွက်လာတဲ့အချိန်မှာကြောက်မီးရဲတောင်ကြားသခင်ထန်ကျန်းတဲ့ကောင်းကင်နဲ့ဆိုဇာမလီမြို့နယ်စုကဟွမ်းရွှမ်းလို့လူတွေရတော့ထိတ်လန့်ခဲ့ရပါတယ်။ဒါဆိုရင်တော့ဒါကဘယ်လောက်ထိပြင်းထန်လဲဆိုတော့အလုံးကသိရမှာပါ။တဆေဦးကြီးကြိုင်ရှင်ကအရင်ကရှောင်းဝန်းကို ငါယုံချေဒေါသနဲ့ဖះမိကြပန်ကြောက်တာကြောင်းယူခဲတာဖြစ်ပေမဲ့လက်ရှိချိန်မှာတော့လုံအောင်ကွာခြားတော့ရပြီသူရဲ့အစွမ်းထက်ဆုံးတိုက်ခွက်ဖြစ်တဲ့ကျေဖန်းဦးကျင်လက်ကုံတော်ရှောင်းဝန်းကတားဆီးနိုင်ခဲ့ပါတယ်သူကလက်ရှိချိန်မှာရှောင်းဝန်းကိုအန်ရည်ကြီးတစ်ခုဖြစ်တာယူဆပါတော့တယ်ယခုချိန်မှာမရှင်းပြုတ်ဆိုရင်တစ်ချိန်မှာသူ့အတွက်စူးညောက်ခလို့ဖြစ်လာနိုင်ပြီသူကိုတင်မင်းတကားဘောကိုတွန်းပို့မဲ့လူတယောက်ဖြစ်လာနိုင်ပါတယ်ဒါကြောင့်မလို့ရှောင်းဝန်းကိုသူကလက်ရှိချိန်မှာအန်ရည်ကြီးတစ်ခုလို့တော့ခန်းစားနေရပါပြီဒါကြောင့်လက်ရှိချိန်မှာရှောင်းဝန်းရဲ့အစွမ်းကိုကြိုင်ရှင်လို့လူကတော့အထင်မသေးရတော့ပါဘူး မိကြပန်းကိုတုံ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 သူကအထင်မသေးရတော့ပါဘူးဒီမှာရှောင်းဝန်းကထုတ်သုံးခဲ့တဲ့ဒီအယိုးတောင်မန်လက်ရှိအယိုးတောင်မန်ရဲ့အမြန်နှုန်းကကျင်ငါးပွင့်အထွန်းထိပ်တိုင်းဝင်းစာတောင်းထဲကိုညီမျှနေပါပြီ ဒါကိုပြောမယ်ဆိုရင်တော့ကျွန်တော်အရင်ဗီဒီယိုမှာလည်းရှင်းပြခဲ့ယူပါတယ်ဒီအယိုးတောက်မှန်ရှောင်းရဲ့အစွမ်းကတိုးမြင့်လာတဲ့အမျှသူ့ရဲ့အစွမ်းကလည်းဖြည်းဖြည်းနဲ့ပြန်ပြီးတော့တိုးမြင့်လာမှာပါပြောမယ်ဆိုရင်ရှောင်းကပို့ပြီးတော့တန်မာလီလေးဒီအယိုးတောက်မှန်ရဲ့အမြင်တော့ကလည်းပို့ပြီးတော့မြန်ဆန်လာလိမ့်ပါလက်ရှိရှောင်းကကျဲတပွင့်တန်ဝိဇာဖြစ်နေပါပြီဒါကြောင့်မလို့ဒီအယိုးတောက်မှန်ရဲ့အမြင်တော့ကကျဲငါပွင့်အထုံးထိပ်တန်ဝိဇာတရားနဲ့တော့ညီများနေပါပြီဒါကြောင့်လေသူကဒီမိကြပံကိုဖန်တီးတဲ့အချိန်မှာအယိုးတောက်မှန်ကိုစဉ်းစားမနေဘဲအသုံးပြုခဲ့တာပါသူလိုအပ်တဲ့အချိန်အတွက်သူကအချိန်နဲ့ပဲအားလုံးကိုရှောက်ရှားရင်း ရင်ဆိုင်ဘူးအတွက်ဆုံးဖြတ်လိုက်တာပါဒီမှာရှောင်းဝန်းကမိကြပန်းကိုထုတ်သုံးသွားနိုင်ပြီဖြစ်ပေမဲ့လေဒါပေမဲ့မိကြပန်းရဲ့အစွမ်းကတဆေဦးကြီးကြန့်ရှင်းကိုလည်းထိခိုက်မှုမရှိသလိုဘသူ့မှာလည်းထိခိုက်မှုမရှိခဲ့ပါဘူးဒါကဘာကြောင့်လဲဆိုရင်တော့အလုံးကမြင်တွေ့ခဲ့ရမှာပါကောင်းကင်ဇာမနီမြို့နယ်စုရဲ့ခေါလုံကြောက်ပါအဲ့ဒီခေါလုံကသူတို့မြို့နယ်စုရဲ့အမွေနဲ့စွမ်းရည်တစ်မျိုးဖြစ်ပြီးအဲ့ဒီခေါလုံရဲ့စွမ်းရည်ကလည်းထင်းအဆင့်ဒုတိုင်းမိညာနဲ့အတော်လေးဥမာနှိစက်ပါတယ်ဒါကြောင့်မလို့အဲ့ဒီခေါလုံကရှောင်းဝန်းရဲ့မိကြပန်းရဲ့တိုက်ခိုက်မှုကိုကာကွယ်နိုင်ခဲ့တာပါ ဒါပေမဲ့မီတာပိုင်းရဲ့တိုက်ခိုက်မှုကိုကာကွယ်နိုင်ခဲ့တဲ့ဆိုရင်ပဲခေါလုံးကလည်းချိန်မောပျက်စီးခဲ့ရပါတယ် အဲ့ဒီခေါလောင်ကကောင်းကင်နဲ့ဆူဇာမလီမြို့နယ်ဆူမှဆိုရင်အတော်လေးဥမာနာမည်ကြီးပြီးခေါလောင်ရဲ့အောက်ကိုရောက်ရှိနေတဲ့ဘဲပညာရှင်မဆူချွန်းချက်မရှိတည်ဆုံရပါလေဒီခေါလောင်ကကောင်းကင်နဲ့ဆူမြို့နယ်ဆူရဲ့အမှတ်သားဖြစ်ပြီးကောင်းကင်နဲ့ဆူဇာမလီမြို့နယ်ဆူရဲ့တကယ်အစ်မံအမွေနေ့ရတနာပါဒါကြောင့်မလို့သူတို့ရဲ့အမွေနေ့ရတနာကိုထုတ်သွင်းခဲ့တာမလို့ရှောင်းဝဲရဲ့မိကြပန်းကိုခုခံနိုင်ခဲ့တာပါဒါပေမဲ့လေမိကြပန်းကိုခုခံနိုင်ခဲ့တဲ့ဆိုရင်ပဲသူတို့ရဲ့အမွေနေ့ရတနာဆွမ်းရည်ဖြစ်တဲ့ဒီခေါလောင်ကတော့ပျက်စီးခဲ့ရပါလေဒါကိုကြည့်မဲ့ဆိုရင်တော့ဒီခေါလောင်ကိုအရင်ကလေဖုန်ချင်းကအတုံးပြခဲ့တာကိုအလုံးကမြင်တွေ့ခဲ့ဦးမှာပါ ဖုန်ချင်းရကလည်းဒီအတိုင်းပဲရှောင်းရဲတိုက်ခိုက်မှုကိုခေါလုံးနဲ့ကာကွယ်နိုင်ခဲ့တဲ့ဆိုပေမဲ့ဖုန်ချင်းရကအတုံးပြူတဲ့ခေါလုံးနဲ့ကျဲချောင်းပွင့်တိုင်ဝိစာနှစ်ယောက်ကပူးပေါင်းပြီးတော့အတုံးပြူတဲ့ခေါလုံးရဲ့စွမ်းရင်ချင်းရမတူညီပါဘူးဖုန်ချင်းရကအတုံးပြူတဲ့အချိန်မှာတော့သူ့ရဲ့စွမ်းရင်ကကျဲနှစ်ပွင့်ကျဲသုံးပွင့်ဒုစုံအဆင်းမှသာရှိနေရပါလက်ရှိခေါလုံးကိုအတုံးပြူနေရာကျဲချောင်းပွင့်တိုင်ဝိစာနှစ်ယောက်ကပူးပေါင်းပြီးတော့အတုံးပြူနေရာပါဒါကြောင့်မလို့စွမ်းရင်ကွာခြားမှုကိုပြောမယ်ဆိုရင်တော့အများကြီးကမှကွာခြားမှုတွေရာရှိနေပါတယ် ဖမ်းမှန်ရောက်ရှိလာတဲ့ကောင်းကင်နဆိုးဇာမနီမျိုးနွယ်စုမှအကြီးကဲနှစ်ယောက်အရှိတ်ပိုင်းမှာကျွန်တော်ကောင်းကင်နဆိုးဇာမနီမျိုးနွယ်ကိုဝင်းညင်ဘိမ့်မတ်ဝင်ဆိုင်နိုင်တယ်လို့ပြောခဲ့တာအလကားမဟုတ်ပါဘူး သူတို့ကအမှန်တကယ်ဥမရင်ဆိုင်နိုင်တယ်ပါဒီနှစ်ယောက်ရဲ့အစွမ်းဒီနှစ်ယောက်ရဲ့အစွမ်းအဆိုရင်တော့ကျဲ၆ပွင့်တိုင်ဝိဇာတွေပါသူတို့ရဲ့အစွမ်းအဖြူမဲကောင်းငင်ဝိဇာနှစ်ယောက်နဲ့တူညီပါလေပို့ပြီးတော့တတိကျရှင်လိုက်မယ်ဆိုရင်သူတို့နှစ်ယောက်ကပို့ပြီးတော့တော့အစွမ်းထပ်ပါလေဘာလို့လဲဆိုတော့သူတို့နှစ်ယောက်လုံးကကျဲ၆ပွင့်တိုင်ဝိဇာတွေဥမဖြစ်တဲ့အပြင်ကောင်းငင်နဲ့ဆိုဇာမနီမြို့နယ်ဝင်တွေဖြစ်နေရကြောက်ပါသူတို့ရဲ့သွေးမျိုးစွမ်းအရင်အစင်းရှိအထွန်းထိပ်မော်တာရဲ့တခုံဖြစ်တော့ပါပူပေါင်းလိုက်မယ်ဆိုရင်သူတို့ရဲ့စွမ်းအင်ကအတော်လေးဥမအစွမ်းထပ်ပါလေဒါကြောင့်မလို့လေအဖြူမဲကောင်းငင်ဝိဇာထဲတားတယ်လို့ပြောတာပါ တို့နှစ်ယောက်စလုံးရဲ့အစွမ်းကကျယ်ချောက်ပွင့်တိုင်ဝိဇာအဆင့်မှာရှိနေပါတယ် ကျဲ၆ပွင့်တိုင်ဝင်းစာဆိုတာကတော့လက်ရှိရှောင်းဝင်းကရင်ဆိုင်နိုင်တဲ့အရာတော့မသိပါဘူး။ရှောင်းဝင်းရဲ့အစွမ်းကတိုးမြင့်လာတာမှန်ပေမဲ့လေသူ့ရဲ့အကန့်အသတ်ကတော့ကျဲ၅ပွင့်အထုံးထဲပြီးပါပဲ။ကျဲ၆ပွင့်တိုင်ဝင်းစာတယောက်ကိုသူကခဏတာပဲရင်ဆိုင်တိုက်ခိုက်နိုင်မှာဖြစ်ပေမဲ့အစွမ်းကုန်တိုက်ခိုက်ရင်တော့သူကအနိုင်ရဖို့ဆိုတော့မဖြစ်နိုင်သေးပါဘူး။ပြီးတော့သူ့ရဲ့ပြင်ဘက်ကတစိဝူကြီးတန့်ရှင်းလို့လူသားမဟုတ်တော့ပဲ။မှော်သားရဲတခုံဖြစ်နေပါတယ်။မှော်သားရဲတခုံဖြစ်နေတဲ့အပေါ်မှာခုခန့်မှုကလည်းပို့ပြီးတော့မြင်မာလာပြီးဖြစ်တယ်လို့စွမ်းရင်ကလည်းပို့ပြီးတော့တိုးမြင့်လာပါတယ်။ဒါကြောင့်မလို့ကျဲ၆ပွင့်တိုင်ဝင်းစာတွေဆိုတာလက်ရှိရှောင်းဝင်းကရင်ဆိုင်နိုင်တဲ့အရာတော့ မဟုတ်သေးပါဘူးတယောက်ထဲအောင်မင်းဆိုင်နိုင်သေးပါဘူးနှစ်ယောက်ဆိုရင်တော့ပြောစရာတော့မလိုတော့ဘူးလို့ထင်ပါတယ်ဒီမှာဒီဖိုးကြီးကရှောင်းဝန်ကရိုးတောက်မန်းကိုတန်းစင်လာတာကိုမြင်ပြီးသူကအမှန်တကယ်ကိုဒေါသတဲ့ချင်းနဲ့ပြောခဲ့တာပါသူတို့ကောင်းကင်နဲ့ဆိုမျိုးနဲ့ဆိုရဲ့ပစိတွေကိုဘယ်သူကမှမယူရဲပါဘူး။ဘယ်မျိုးနဲ့ဆိုဘယ်မျိုးနဲ့ဝင်ဘယ်ခိုင်းရမှမယူဆောင်ရဲကြပါဘူး။ ဘာလို့လဲဆိုတော့သူတို့မျိုးနွယ်ရာသူတို့မျိုးနွယ်စုရဲ့ရုပ်အလောင်းလေးကိုတော့သူတို့ရဲ့မျိုးနွယ်စုထဲမှာပဲပြန်လည်ပြီးတော့ထိမ့်သိမ်းလာတာဖြစ်ပြီးအပြင်လူတွေရရရှိသွားရင်အဲ့လူတွေကိုမတင်မချင်းအမဲလိုက်ပြီးတော့လိုက်လံတက်ဖြတ်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကောင်းကင်နဆိုးဇာမီးမျိုးနွယ်စုကရှောင်းအောင်ကရိုးတောက်မန်ကိုထုတ်သုံးနေရအောင်မြင်တော့သူတို့မျိုးနွယ်စုဝင်တယောက်ရဲ့ရိုးတောက်မန်ကတော့တန်းစင်ရဲတဲ့တတိရှိတဲ့ရှောင်းအောင်ကိုသူတို့ကအတော်လေးကိုမှဒေါသဖြစ်နေရပါဒီမှာကျင်းကကျဲ6ပွင့်တိုင်ဝိစာ2ယောက်နဲ့ကျင်း9ပွင့်အထုံးထိပ်တိုင်ဝိစာတွေကိုစင်ခေါ်လိုက်တဲ့အခါ ဒီအခန်းကတော့ကျွန်တော်ဒီအပတ်အပိုင်းမှာသဘောကျအောင်အခန်းလို့ပဲပြောရမှာပါ။ငကားစမဏီမူလတတိယကိုကင်ပြီးဇီယန်ကသူ့တောင်ရောက်ကိုစင်ခေါ်လိုက်ပါတယ်။အနောက်ကနေထွက်လာတဲ့ဒီလီဟာနေကိုထိုးခွဲပြီးထွက်လာတဲ့လက်တီချက်အဲ့လက်တီချက်ဆိုရင်အရန်အုံးမှာသဘောကျပါတယ်။ဒါကတော့ကျွန်တော်ရဲ့ကိုပိုင် reaction မှာတကယ်အရန်အုံးမှာသဘောကျပါတယ်။လီဟာနေအုပ်စိုးသူငကားဆိုတာဘာလဲဆိုတာကောင်းကင်နဆူဇာမီမျိုးနဲ့ဆူဟာငှက်ဆုပ်တွေကိုပြသပြီးတော့မှဖြစ်ပါတယ်။ဒီမှာလီဟာနေကိုစုပ်ဖဲပြီးတော့ထွက်လာတဲ့သူသူကတော့ လေဟာနဲ့အုပ်စိုးသူမျိုးနွယ်စုဘက်ကကျေရှိပွင့်တိုင်းဝေးစာတယောက်ဖြစ်ပါလေ။သူကဇီယန်တို့လေဟာနဲ့အုပ်စိုးသူမျိုးနွယ်စုကမျိုးနွယ်ဝင်တယောက်ဖြစ်ပြီးအရွယ်ရောက်လေဟာနဲ့နဂါးတကောင်လည်းဖြစ်ပါလေ။သူကလည်းအတော်လေးဥမှအစွမ်းထက်ပါလေ။သူကဘလောက်ထိအစွမ်းထက်လဲဆိုတာဒီမှာကြည့်ရင်သိရမှာပါ။ကျေ၆ပွင့်တိုင်းဝေးစာနေအောင်နဲ့ကျေ၅ပွင့်တိုင်းဝေးစာတွေကတော့သူ့ရဲ့မျက်စိရှိမှလုံအောင်ရက်တက်နေရပါလေ။ဒါကဘာလဲဆိုတော့လေဟာနဲ့အုပ်စိုးသူတယောက်ရဲ့စစ်မှန်တဲ့လေဟာနဲ့ပေါ်ထိန်ချုပ်နိုင်စွမ်းပါ။ဒီလိုအရာမျိုးသူတို့စင်တွေကလွဲပြီးလေဟာနဲ့အုပ်စိုးသူတွေကသာလုံနိုင်တာပါ။ ဒါပြောမယ်ဆိုရင်စစ်မှန်တဲ့လေးဟာနဲ့ထိန်းချုပ်ခြင်းပါဒီမှာကျဲ6ပွင့်တိုင်ဝင်းစားတွေကတော့တယောက်ကိုတစ်ချက်ပဲရိုက်ပါတယ်တယောက်ကိုတစ်ချက်ပဲရိုက်ုံနဲ့သူတို့အားလုံးကလွင့်ဆင်သွားခဲ့ရပါတယ်ဒါဆိုရင်တော့ဟီချင်းရဲ့အစွမ်းအားဘယ်လောက်ထိအစွမ်းထက်လဲဆိုတာအားလုံးကကြည့်ုံနဲ့သိရမှာပါ ဟီချင်းဆိုတာကတော့လက်ရှိပေါ်လာတဲ့ဇီယန်ရဲ့မျိုးနွယ်ဝင်ဖြစ်တဲ့ကျေရှင်းပွင့်တိုင်ဝေးစာရှီယောင်းလီဟာနဲ့အုပ်စိုးသူနဂါးကိုပြောတာပါဒီမှာသူကပြောတဲ့ဇီယန်ကမင်းတို့ငှက်ဆုပ်တွေထိလို့ရမယ့်အရာမဟုတ်ဘူးဆိုတာကလည်းအပြောတတ်တော့မဟုတ်ပါဘူးတကယ်လဲဇီယန်ကသူတို့ငှက်ဆုပ်တွေဟာထိနေနေလူတော့မဟုတ်ပါဘူးဇီယန်ကမွေးရပါစွမ်းအားတွေအပြည့်အဝမနုထသေးရမလို့ဒီကောင်းလေးနှဆိုးဇာဝီမျိုးနွယ်စုကအနိုင်ကျင်းလို့ရပါမယ်လေလက်ရှိအချိန်မှာတော့ဟီချင်းကရောက်ရှိလာပြီဖြစ်တာမလို့အခြေအနေကလုံးဝကွာခြားသွားပါပြီဒါအပြင်ဟိုမှာရှီယောင်းလီဟာနဲ့အုပ်စိုးသူမျိုးနွယ်စုထဲမှာဇီယန်ရဲ့အဆင့်တန်းအနေငယ်မြင် မာပါတယ်။ဒါကြောင့်လက်ရှိဟေချင်းရဲ့တာဝန်ကဇီယန်ကိုအန်နီယကိကင်းနဲ့ပြန်လည်ပြီးတော့အင်ယွန်ခေါဆောင်ဖို့အတွက်နဲ့ငကားစမနေမူလားတစ်တီကိုအားယူဖို့ပါ။ကျွန်တော်ကတော့ခရိုဆာကီပါ။ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦး။